ထောင်ထဲချီတဲ့ဒီကောင်တွေကြောင့်လူတွေရှမ်းဒုက္ခရောက်နေကြတယ်။အခုမြင်နေရတဲ့ထောင်ကနန်းလောက်ရှိနေတဲ့ပိုးကောင်တွေကြောင့်နေသမားတွေကြီးကျယ်ကိုဒုက္ခရောက်နေကြပါတယ်။ဒီကောင်တွေကိုတော့ Lucas လို့ခေါ်ပြီးဗမာလူဆိုကျိုင်းကောင်လူတချို့ကခေါ်ဆိုကြပါတယ်။ကျိုင်းကောင်တွေဟာသူတို့တယောက်တည်းဆိုရင်ဘာမှအနေမရှိပါဘူး။ဒါပေမဲ့သူတို့ဟာအုတ်စုကြီးဖွဲ့ပြီးရာသီဥတုပြောင်းလဲမှုနဲ့အတူရွေးချယ်သွားလာတဲ့အခါမှာတော့ကပ္ပစည်းပွားရေးအတွက်ကြီးမားဆုံးသောချင်းချောက်မှုကြီးဖြစ်လာပါတယ်။ ကျိုင်းကောင်ကြီးတုံးဟာဘလောက်ထိကြီးမားနိုင်လဲဆိုရင်မြို့ကြီးတစ်မြို့ရဲ့အကျယ်မွန်လောက်ထိကြီးနိုင်ပါတယ်ရှင်းရှင်းပြောရရင်အကောင်ကြီးတထောင်ကျော်ထက်များတဲ့အင်အားနဲ့ရှောက်ပတ်ပြီးတောင်းချမ်းနေတာပါ။အဲဒီလိုအုပ်စုကြီးနဲ့ဝင်ရောက်လာတဲ့အခါလေယာဆိုင်ကင်းတွေကိုနိုင်ရင်နဲ့ငယ်တွင်မှာပဲလုံးဝဖျက်ဆီးပြစ်နိုင်ပါတယ်။ကျိုင်းကအုပ်စုကြီးဖျက်သွားတဲ့လမ်းတစ်လျှောက်မှာစားစရာဘာမှမရှိတော့တဲ့အတွက်လူတွေဟာအတော်ဒုက္ခရောက်ကြပါတယ်။ငမုတ်ခေါင်းပါမှုတွေနဲ့ရှင်ဆိုင်ရပင်စားနေရခါပြက်လက်မှုလိုမျိုး အကြက်တဲတွေပေါ်ပေါက်လာနိုင်ပါတယ်။ ဒါကြောင့်ကျိုင်းကောင်တွေကယောဂသဲဆောင်တာမျိုးမဟုတ်ပေမဲ့စီးပွားရေးနဲ့စားနေရိတ်ခါပုံအကြီးမားဆုံးထိခိုက်စေတဲ့အနေရှိတဲ့ပိုးမွားတွေပဲဖြစ်ပါတယ်။ကဘာပေါ်မှာအနေရှိဆုံးပိုးမွားတွေကိုပြောပါဆိုရင်ပဲကောင်တွေကိုတင်ပြေးမြင်မိပါတယ်။တင်ငယ်ပေမဲ့အစိပ်ပြင်းတဲ့ပင်ကိုယ်တွေလားဒါမှမဟုတ်အနေအများတဲ့အင်းဆက်တွေလားဒီလိုမျိုးအကောင့်သေးပေမဲ့အစိပ်ပြင်းတဲ့အကောင့်တွေအများကြီးရှိပါတယ်။ ဒီကောင်တွေကကျမတို့ပတ်ဝန်းကျင်မှာရှိနေကြတာဖြစ်ပြီးတော့ကျမတို့လူသားတွေတတိမထားပြီးပဲနေလိုက်မယ်ဆိုရင်အသက်အန္တရာယ်ပါရှိလာနိုင်ပါတယ်။ဒီနေ့မှာတော့လူတွေရဲ့အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ကမ္ဘာအန္တရာယ်ရှိဆုံးအင်းဆက်ပိုးမွားကြောင်းကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။သူတို့ရဲ့ရွှေစားကတင်းငယ်ပြီးမြေသူတို့ကြောင့်ဖြစ်လာနိုင်တဲ့အန္တရာယ်တွေကတော့မယုံနိုင်လောက်အောင်ကို ကြီးမားပါတယ်။နံပါတ်1ကြီးစံပရွက်စိတ် The Bullet Ant ပထမဆုံးကောင်းတော့ကပန်းစိတ်ပြေဆုံးပိုးမွားဆင်းမှာထိတ်ဆုံးကပါဝင်နေ Bullet and Blue Corin ကြီးစံပရွက်စိတ်ဖြစ်ပါတယ်ဒီကောင်းတွေဟာအလဲပိုင်းနဲ့တောင်အမေရိကရဲ့မိုးထစ်တော်တွေမှာနေထိုင်ပါတယ်ဘလောက်တောင်လဲဆိုရင်တော့နမေကိုကြည့်ပြီးစိတ်ကူးကြည့်လို့တော့ရပါတယ်သူတို့ရဲ့ကြိုက်ခဲမှုဟာတနက်ကြီးစံထိမှန်တယ်လို့မျိုးအယံကိုနာကျင်စေပါတယ် ောက်ချင်းမှုပြေးအောင်ကိုတိုင်တာတဲ့ Schmidting Paint Industry ရှိပါတယ်။ပုံမှန်ပြားထုတ်ခံရတာကနောက်ချင်းမှုအစစ်တက်လို့သမရင်ထီချီဆန်ပြည့်ရစေကတော့နောက်ချင်းမှုအစင်းလေးထီရှိပါတယ်။ဘလောက်တောင်နောက်ချင်းလေးဆိုရင်မိသွေးခဲပေါ်ကခြေပလာနဲ့နေမိတယ်လို့မျိုးနောက်ချင်းမင်းခန္ဓာကိုယ်တစ်ခုလုံးတုံ့ခါနေတယ်လို့ခံစားရတယ်လို့တော့ပညာရှင်တွေကသတ်မှတ်ခဲ့ကြပါတယ်။ဒီနာကျင်မှုဟာ24နာရီကြာမြင့်နိုင်ပြီးအစိပ်ပြင်းလို့သိဆုံးနိုင်တဲ့အခြေအနေတော့ရှာပါတယ်။ ဒါပေမဲ့တီနာချင်းမူကြီးကိုခံနိုင်မှုကတော့လူတိုင်းတွန်မလွယ်ကူပါဘူး။နမနေဂျပန်အရာမပတုံချေ The Japanese Giant Hornet နောက်တစ်ခုကတော့ဂျပန်နိုင်ငံမှာနေထိုင်တဲ့ Japanese Giant Hornet လို့ခေါ်တဲ့ဂျပန်အရာမပတုံချေဖြစ်ပါတယ်။ဒီကောင်လေးဟောင်းတကယ်ကိုကြီးမားတဲ့အရွယ်စားရှိပါတယ်။ပြမြအပြင်နှစ်လက်မလောက်ထိရှိလာပြီးသူရဲ့အစိတ်စုကတော့3.25လက်မထိရှိပါသေးတယ် သူတို့ရဲ့ဆင်းဟာရန်ကိုစိတ်ပြင်းပြီးအာယုံကျောစနစ်ကိုထိခိုက်စေတဲ့အစိတ်သက်တွေပါဝင်လာမှုလို့တခါလေးနဲ့အချိန်ချင်းထိုးနိုင်ပါတယ်။ဂျပန်နိုင်ငံမှာနှစ်စဉ်တီပဒုံးနေချောင်းလူတွေများပြားတည်ဆုံကြပါတယ်။ဒီပဒုံကြီးတွင်ဟာပြောင်းအောင်လေးကိုအစုလိုက်ပြုံလိုက်တိုက်ခတ်ပြီးပြောင်းခောင်ရဲ့အများကြီးကိုမိနစ်ပိုင်းတွင်ရှင်းပြနိုင်ပါတယ်။သူတို့ရဲ့ရန်သူတွေထဲမှာပြားနေတာမကလူတွေပါပါဝင်ပါတယ်။ဒါကြောင့်ဂျပန်မှာရှိတဲ့မတော်တဆမှုတွေရဲ့အထူးကတရားခံတူဆိုလဲမမှားပါဘူး။နံပါတ်3လိင် please ဒီကောင်လေးကတော့အတော်လေးကိုအံ့ဩစရာကောင်းပါတယ်။အရာကတော့အင်မတန်သိနေတဲ့ please လို့ခေါ်တဲ့လေးတွေပဲဖြစ်ပါတယ်။လေးတွေကိုမြင်ရင်ဘာမှ အနေမရှိဘူးလို့ထင်နိုင်ပါတယ်။သူတို့ကြိုက်တာကလည်းရှားရင်ယုံတက်တက်ပါပဲလို့ယူဆကြပါလိမ့်မယ်။ဒါပေမဲ့အဲ့ဒီလိုမဟုတ်ပါဘူး။လေးတွေဟာယောဂပုတွေတည်ဆောင်တတ်တဲ့အကောင်ဖြင့်ကပ္ပသမိုင်းမှာအနည်းငယ်ရှိဆုံးအင်းဆက်တီတွေကတကောင်ဖြစ်ခဲ့ပါတယ်။ ။လွန်ခဲ့တဲ့နှစ်ပေါင်း900ကျော်ကဥရောပတိုင်းမှာလူပေါင်းတန်း85တန်းကျော်ကိုသေဆုံးစေခဲ့တဲ့ Black Death လို့ခေါ်တဲ့ကပ်ရောဂါကြီးကိုဖြစ်ပွားစေတဲ့ပိုးမကလေးတွေပဲဖြစ်ပါတယ်။လေးတွေဟာကျွတ်လို့တတ္တဝါတွေပေါ်ကနေကပ်ပါလာပြီးဒီရောဂါပိုးတွေကိုလူတွေစီကူးစက်စေခဲ့ပါတယ်။လေရီဟာခုထိလဲတရိတ်ဆန်နေတဲ့လူတွေကြားမှာယောဂပိုးတွေကိုကူးဆက်ပြန့်နှံ့နေစေဖြစ်ပါတယ်။ဒါကြောင့်သူတို့ရဲ့ရွှေစားကိုမကြည့်ဘဲသူတို့ရဲ့နောက်ွက်ကအနေကိုတတိထားရပါလိမ့်မယ်။နမလိန် လူသက်ပြောင်းခင်လာပီးစ်ခင်လာပီးစ်ဆိုတဲ့ကောင်ကတော့လူသက်ပြောင်းဆိုပြီးတော့လူသိများကြပါတယ်။ဒီပြားတွေဟာအာဖရိကပြားနဲ့ဥရောပပြားမျိုးစိတ်တစ်ခုကိုပေါင်းစပ်ဖန်တီးထားတာဖြစ်ပါတယ်။1950ပြည့်နှစ်တွေတုန်းကပြောင်းရည်များများရရှိဖို့ရှိရွယ်ပြီးဘရာဇီးနိုင်ငံကသိပ္ပံပညာရှင်တွေကစမ်းသပ်မွေးမြူခဲ့ရတာကနေမတော်တဆပြားတွေလွတ်မြောက်သွားခဲ့ပါတယ်။ဒီပြားတွေဟာတာမန်ပြားတွေထက်ရှန်လို့တက်ပြီးသူတို့ရဲ့အတိုင်းကိုတစုံတစ်ယောက်ကလာနောက်ဆက်ရင်အစုံလိုက်ပြုံလိုက်ထိုက်ခိုက်လို့ရှိကြပါတယ်။ ရန်လူမှုပြင်းထန်တဲ့အပြင်သူတို့ဟာမိုင်ပေါင်းများစွာထိလိုက်ပြီးတိုက်ခိုက်နိုင်ပါသေးတယ်။ပုံမှန်ပြားတွေတစ်ချိန်တစ်ချိန်ပဲတုတ်ပြီးမယ်ဒီလူသက်ပြားတွေကတော့လူတစ်ယောက်ကိုအချိန်မောင်းထောင်ထဲချီပြီးတုံနိုင်ပါတယ်ဒီလိုဆက်ရှိနေပြားကိုက်ခံရမှုကြောင့်လူနဲ့တရိတ်ဆန်တွေတိတ်ဆုံးမှုတွေမကြာခဏဆိုသလိုဖြစ်ပွားလေရှိပါတယ်ဒီနေ့မှာတော့ကဘာပေါ်ကအနည်းအချီဆုံးအင်းဆက်တွေအကြောင်းကိုပြောပြပေးသွားခဲ့တာပဲဖြစ်ပါတယ်ပုံမှန်ရဲ့အရွယ်စားကတင်ခဲ့ပြီးမယ်သူတို့ရဲ့အကျိုးဆက်တွေကတော့ကြီးမားပါတယ် ။ဒါကြောင့်တဘာဝလောကမှာရှိတဲ့တင်းငယ်တဲ့အရာတွေကိုဘယ်တော့မှထင်မသေးတင်ပါဘူး။ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုဆက်လက်ပြီးကြည့်ရှုနေဆိုရင်တော့ကျမတို့ရဲ့ Zone Town Sharing Channel လေးကို Like and Follow လုပ်ပေးကြပါဦးနော်။